မိဘပြည်သူပေါင်းမင်္ဂလာပါခင်ဗျာ23ရက်6လ2025နောက်ဆုံးရသတင်းများကိုကျွန်တော်အညာသားမှတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်ခမဦးစွာမြဝတီမြို့ရှိ Peak Blaze Scan ကို KNLA ပူပေါင်းတပ်များကတိမ့်ပိုက်ရရှိတဲ့တွင်နောင်ချိုတန်ဘိုးရွာမီးနစ်ပိုင်တွင်ဘုံလုံး90နီးပါးစက္ကစမှကျဲချတဲ့တွင်ပါချုပ်စရာတော့ ဒေါက်တာအနန္ဒမာလာဘိဝန္ဒဦးဆောင်တည်ထောင်ထားသောမြစ်တာအနန္ဒစေယုံကိုအကြမ်းဖက်စစ်ကောင်စီတပ်မှဘုံကျဲတိုက်ခိုက်မှုတည်ရင်အဆရှိသည့်နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပထမဦးစွာဇွန်လ23ရက်2025ထိုင်းမြန်မာနယ်စပ်ကရင်ပြည်နယ်မြောက်ပြည်မြို့နှင့်မိုင်30ခန့်သာကွာဝေးသောစစ်ကောင်စီ၏ဖိကက်ပလဲစကန်းကို ရင်မျိုးသားလက်မြောက်ရေးတက်မတော် KNL နဲ့ပူပေါင်းတက်များကတိုက်ခိုက်သိမ်းပိုက်နိုင်ငံကြောင်သိရှိရပါတယ်။ T ကပလက်စကန်ဒီထိုင်းနိုင်ငံနယ်စပ်မှာ1ကီလိုမီတာသာကွာဝေးတယ်လို့သိရှိရပါတယ်။ KNL ခရင်မျိုးသားကာကွယ်ရေးအဖွဲ့ KNDO နဲ့ကရင်လူမျိုးလွမြောက်ရေးတက်မတော် KTLA ပြည်သူ့ကာကွယ်ရေးတက်မတော် PDF တို့မှပူးပေါင်း၍ ဇွန်လ22ရက်ညနေပိုင်းတိနှစ်ပတ်ကြာတိုက်ခိုက်ခဲ့ရတယ်လို့သိရှိရပါတယ်။မြန်မာနယ်ဘလော့မှာစုတ်ခွာရပြီးနောက်ထီကပလက်စကန်ကို1995ခုနှစ်မေလမှစတင်က KNU ဌာနချုပ်အဖြစ် ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။အဲ1998ခုနှစ်တွင်စစ်တပ်ကထပ်မံသိမ်းပိုက်ခဲ့တယ်လို့သိရှိရပါတယ်။28နှစ်အကြာမှာ ြန်လည်တိုက်ခိုက်သိမ်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ KNU တမဟာ6နယ်မြေမြန်မာတိုင်းနယ်ဆက်လက်ကျန်စခန်း၄ခုအနက်ထီးကပလဲစစ်တပ်စခန်းကိုယနေ့ညာဦးပိုင်းတွင်သိမ်းပိုက်ရရှိခဲ့တယ်သိရှိရပါတယ်။ယခုအခါဥက္ကဋ္ဌဝေါ်လေးဗျူဟာကုန်းနဲ့တီတဲလဲစစ်တပ်စခန်းတို့သာကြံရှိတော့တာဖြစ်ပါတယ်။ထိုကြံစခန်းများကိုလည်းမကြာမီသိမ်းပိုက်နိုင်တော့မည်ဟုသိရှိရပါတယ်။ ါပေမဲ့စက္ကဇာဟာသူတို့စစ်ရှုံးပြီးနောက်ပိုင်းနေမြေဒေသအသီးသီးမှာလမ်းတစ်လျှောက်လုံးမိုင်းတွေကိုထားခဲ့တယ်လို့လည်းသိရှိရတဲ့အတွက်ပြည်သူများအထူးသတိရှိဖို့လိုပါတယ်။ KNL ဥဆောင်သည့်တော်လွန်ရေးပူးပေါင်းတပ်ဖွဲ့သည် မေလ23ရက်နေ့တွင်ကပလက်တိုတက်စကန်မေလ28ရက်တွင် ကနေလီတက်စကန်မေလ29ရက်တွင် ရွှေအေးမြိုင်တက်စကန်နှင့် မေလ30ရက်နေ့တွင်ဘရင်နောင်စကန်မော်ခီစကန်နှင့်ဇွန်လ3ရက်တွင်တေဘောဘူတပ်စခန်းများကိုဇက်တိုက်သိမ်းပိုက်ရရှိခဲ့တာဖြစ်ပါတယ်။အဲရစ်စကန်များအနေနဲ့ဗလယ်ရိုကနေလေးနှင့်တေဘောတို့တပ်စခန်းများမှာလက်နက်ခရံအများအပြားသိမ်းပိုက်ရရှိခဲ့တယ်လို့လည်းသိရှိရပါတယ်။နောက်ထပ်တစ်ပံပဲခူးတိုင်းဇီကုံမြို့နယ်ရွှေဖလားကျေးရွာက ပြူစောတိတူကိုပြစ်ခတ်လိုက်ရာတည်ဆုံးခဲ့တယ်လို့တာယာဝရီခရိုင်တရင်တတခွဲနှစ်ပိုနစ် DF ကတမတိရှိရပါတယ်ပြစ်ခတ်ခံရသူဟာပြူစောတိကလာလီခဘာသန်းဆိုသူဖြစ်ပြီး၎င်းရဲ့နေအိမ်တွင်မှာပဲပြစ်ခတ်ခဲ့တာလို့သိရှိရပါသည်ထို့သူသည်ပြူစောတိတယောက်ဖြစ်ပြီးစက္ကဆာရဲ့မာကန်ထောက်တိုင်ဖြစ်နေသည့်အတွက်တပ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟုလည်းသိရှိရပါတယ် ထမှန်၍ခင်ဦးမြို့နယ်ပြင်တောင်ပြူစောတိရွာမှဇွန်21ရက်ကစစ်သားချင်းချင်းပြစ်ခတ်လို့ဗိုလ်ကြီးတကောင်နဲ့တဆိတ်မှုတယောက်တေဆုံးခဲ့တယ်လို့လည်းသိရှိရပါတယ်။အဲသူတို့ကိုတကြိုရာမှာလဲဒရုန်းနဲ့ဘုံကျဲအိုက်ခတ်ခံခဲ့တယ်လို့ခံခဲ့ရတယ်လို့သိရှိရပါတယ်။ဖြစ်စင်မှာစစ်ဘိုလ်တို့ကိုတက်စုမှုအဆင့်ရှိတဲ့စစ်သားကမကျေနပ်လို့ပြစ်တတ်ထားဟုသိရပါတယ်။ စစ်ဘိုလ်အဆင့်ရှိသူကို ပြစ်တက်ရမလားဆိုပြီးတော့တပ်သားအဆင့်ရှိသူကဘိုလ်ကိုပြစ်တက်တဲ့တပ်စုမှုကိုပြန်လဲပြစ်တက်ခဲ့တယ်လို့လည်းသိရှိရပါတယ်ပြင်းတောင်ရကိုတော်လန်ရေးဖွဲ့တွေကနှစ်နှစ်ကျော်သုံးနှစ်နေပါစားနပ်ရိတ်ကာဖျက်တောက်ထားတာဖြစ်ပါတယ်ယွာအတွင်းမှာမိသားစုဝင်တချို့ကယွာပြင်ထွက်ပြီးကာကွယ်ရေးဖွဲ့ရစီအညံ့ခံသွားကြရာကစတင် ဖြစ်ပွားလာတယ်လို့သိရှိရပါတယ် ဲ့ဒီလိုအညံ့ခန္ဓာဟာတက်စုမှုကတက်ထွက်ခွင့်ပြုလို့ဆိုပြီးတော့ဘိုလ်ကြီးကနေပြီးတက်စုမှုကို အချုပ်၁၀ရက်ချရာကချုပ်ရက်ပြည့်အချုပ်ကနေထွက်လာချိန်မှာဘိုလ်ကြီးကို ပြန်လဲပြကတ်တက်ခဲတာလို့သိရှိရပါတယ်။ဒေဆုံးသူတွေဟာဘိုလ်ကြီးကြော်သူလှိုင်နဲ့တက်စုမှုအောင်ကိုဖြိုးလို့ဖြစ်တယ်လို့လည်းသိရှိရပါတယ်။နောက်တစ်ပံရှမ်းမြောက်နောင်ချိုမြို့နယ် တံပိုးကျေးရွာကို24မိနစ်အတွင်းစစ်ကောင်စီတပ်ကဝိုင်းတွဲလေရင်တုံးပြူပြီးဘုံအလုံး90နီးပါးကျဲချခဲ့တယ်လို့လည်းသိရှိရပါတယ်။ဇွန်လ22ရက်နေ့ည10:18ကနေ10:42အထိတံပိုးရွာရဲစစ်တပ်ကနေဘုံလုံး90နီးပါးကိုကျဲချတိုက်ခတ်ခဲ့တာလို့သိရပါတယ်။ထိခိုက်ဒဏ်ရာရစီးရင်ကိုတော့ဆက်လက်တည်ပြုဆဲဖြစ်ပါတယ်။အဲထို့သူ ဒေါအောင်ဆန်းစုကြည်အတွက်မွေးနဲ့ဆူတောင်းပို့ကိုလူမှုကွန်ရက်ပေါ်တင်ခဲ့သူမျိုးသမီးတို့ကိုလည်းမျိုးသမီးတဦးကိုလည်းစစ်ကောင်စီမှဖမ်းဆီးခဲ့တယ်လို့သိရှိရပါတယ်။အေယာဝိတိုင်းပန်းတော်မျိုးနယ်မှာစစ်မှုထမ်းမဲပေါက်သူတွေထွက်ပြေးသွားလို့ဆိုပြီးစစ်ကောင်စီကရွာထဲမှာကြံရှိတဲ့မဲမနိုင်ရသေးတဲ့လူငယ်တွေကိုအတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်သွားတယ်လို့လည်းသိရှိရပါတယ်။ထိုကဲ့သို့ ဖန်စီခေါ်ဆောင်ရမှာတနည်းအုပ်ချုပ်ရေးမှုတွေဟာရဲဝတ်နဲ့ဒူတွေပါ လာဖန့်သွားတယ်လို့သိရှိရပါတယ်။အဲ့ဒါတပံဗဒ္ဒန္တဒေါက်တာနန္ဒမာလာဘိဝင်္ဒကမကထပြုလုပ်လူဒန်းတိဆောက်ခဲ့သည်မေတ္တာနန္ဒဆေယုံရက်ကန်းစဉ်ဆေယုံဘော်ကိုစက္ကဆလေချောင်းမှဘုံကျဲတိုက်ခတ်ခဲ့တယ်လို့သိရှိရပါတယ်။ထို့သူတိခိုက်တေဆုံးသူ73ရှိတယ်လို့လည်း သိရှိရပါတယ်။လေချောင်းတိုက်ခိုက်မှုကြောင့်ဆယ်လေလမ်းခွဲရွာနေဆေးယုံတို့လာရောက်မီးဖွာတာကနှစ်ရက်သာရှိသေးတဲ့အသက်30ရွယ်မိခင်တဦးနေရမာတွင်တေဆုံးသွားတယ်လို့စိတ်မကောင်းစရာသိရှိရပါတယ်။အဲကလေးမွေးကာစကလေးကတော့အသက်ရှင်ကျန်ခဲ့တယ်ဟုသိရှိရပါတယ်။ပြည်သူ12ဦးမှာတော့ဒဏ်ရာရပြီးတာဖမ်းမိရဲ့အဆောင်ပါဝင်ဆေးယုံအဆောက်အုံ၃လုံးပျက်စီးခဲ့တယ်လို့ ဆိုပါတယ်ဇိုလ22ရက်17နာရီကန့်ချိန်တဒါဦးလေတက်မှတက်လာသည့်အကျမ်းဖက်စစ်တပ်၏ jet fighter တစ်စင်းကလေချောင်းကနေတိုက်ခိုက်မှု ပြုလုပ်ခဲ့တာဟု သိရှိရပါတယ်ဒီပပြည်သူပေါင်းကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေ